ဒီပု္ပ္ပစာလေးကကြတော့2024မေခွန်လေးပါ2024မေခွန်မှာကြတော့သူကဒါအဲ error ပေါ့နော်မေခွန် error ရှိပါတယ် LN0 ထွက်သွားတဲ့အတွက်ကြောင့်ဒါတွက်လို့မရဘူးပေါ့နော်အဲအကြောင်းဆရာမဒါလေးကိုမေခွန်လေးကိုနည်းနည်းလေးပြောင်းပြီးတော့တွက်ပြပေးပါမယ်အဲ့တော့ integral pi over 6 to pi over 3 tan x ပေါ့နော်ဆရာမတို့ဒါအဲပေးထားတဲ့ အဖြေရရလာမဲ့အဖြေရဒေတာပေါက်ဓာတ်တမနဲ့ထွက်မှာကက်ကူလေတာနှိပ်ရင်ဘာလို့လဲဆိုဒီမှာ ln နဲ့ပါနေလို့နော်အဲ့တော့ကက်ကူလေတာမနှိပ်ဘဲနဲ့ပဲတွက်ပါမယ်အဲ့တော့ tangent function ကိုဆရာမတို့ integrate လုပ်လို့မရဘူးမရတော့ဆရာမကဘာပြောင်းလိုက်လဲဆိုတော့ tangent ကို sin by cos လို့ပြင်လိုက်တယ်နော်ဒါပုံသင်းဒီတစ်ခါတည်းကြက်ထားပြီးသားတွေကတစ်ခါတည်းရရယ်နော်အဲ့တော့ sin by cos hdh လို့ပြင်လိုက်တယ် cos ကိုရှိတ်လို့ရှိရင် minus sin ရတဲ့အတွက်ကြောင့်မို့လို့ပိုင်းဝေရသွားတဲ့အတွက်ကြောင့်ဆရာမရဲ့တန်ဖိုးလေးဒီ minus LM modulus ဆို cos a ဆိုပြီးတော့ရပါမယ် limit လေးကဘယ်လိုတွဲမလဲဆိုရင် upper limit က pi over 3 lower limit က pi over 6ဒီလိုလေးတွဲပါမယ်ဒါဆို minus က constant ရှိမှထုတ်ထားမယ် ln modulus ဆို cos x နေရာမှာ upper limit တွဲမယ် pi over 3တွင်းလိုက်ပြီး minus x နေရာမှာ lower limit တွင်းမယ် pi over 6အဲ့တော့ cos pi 3ဆိုတာ cos 60 cos 60ဒီ cos θ ရဲ့တန်ဖိုးက1 over 2 minus ln ဒါက cos π/6 π/6 က30အဲ့တော့ cos θ ကကြတော့ root 3 over 2အဲ့တော့ဆရာမတို့ဒီ ln ကိုအလဲမှာနှုတ်ဒါဆိုရင်ဆရာမတို့အဲ့ ln ဒီစားရပါမယ်တန်ဖိုးနှစ်ခုစားမယ်အဲ့တော့1 over 2ဒါမမြင်ပါဘူးလို့ဆရာမဒီအဆင့်ကိုထည့်ပြခဲ့မယ် root 3 over 2စားတာ 1 over 2ကို3 over 2နဲ့စားတာပါအဲ့ခါကျတော့ဒီဘက်ချမ်းမှာ minus ln 1 over 2နဲ့ root 3 over 2စားတာဒီအစားကိုအမြောက်ပြောင်းပြီးတော့ဗျောင်းမြန်လှန်လိုက်တဲ့အခါမှာ root 2နဲ့2နဲ့ cancel ကျေသွားပြီးတော့ပိုင်းကျေက root 3လေးပဲကျန်တယ်ဒါကြောင့် minus ln 1 over root 3လေးပဲကျန်ပါမယ်အဲ့တော့ဆရာမရဲ့အဖြေလေးက minus lnp ဖြစ်တဲ့အတွက်ကြောင့်မို့လို့ p တန်ဘိုးလေးဒီ1/3ဆိုပြီးတော့ရသွားပြီလိုချင်တာဒီ p မဟုတ်ဘူး p square ဒါကြောင့်1/3ကိုနှစ်ထပ်တင်တော့1ကိုနှစ်ထပ်တင်တာ1/3ကိုနှစ်ထပ်တင်တော့3အဲ့ဒါကြောင့် answer ဒီ d လို့ဖြေပေးပါမယ်နော်ဒီပုံစံလေးကအဲမေကွန် error လေးပေါ့နော်အဲ့ဒါလေးကိုဆင်မမေကွန် error လေးကိုအပြေမှန်လေးထွက်လာအောင်လို့ပြင်ထားတာလေးတွေရှိပါတယ်ပြင်ပြီးတော့တွက်ပေးလိုက်တာပါ ကဲဒီပု္ပ္ပစာလေးကလည်း5 by 6ကနေ by 3 upper limit lower limit ပေးထားတယ် function ကတော့ cotangent x ပေါ့နော်အဲ့တော့ဒီ cotangent x လေးကိုဆရာမ calculator မှာ1 by tangent နဲ့ဗျောင်းပြန်လုပ်ပြီးတော့တွက်မယ်နှိပ်မယ်ဆိုလို့ရှိရင်လည်းအဲရနိုင်တယ်ဆိုပေမဲ့ဓတ္တမနဲ့ပဲရမှာပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အဖြေက LMP နဲ့ထွက်နေတာဆိုတော့ LMP တမိုးတွေကိုကြတော့အဲ calculator တန်းပြီးတော့အဖြေထုတ်မယ်ဆိုရင်ဓတ္တမနဲ့ပဲပေးနေမှာဖြစ်တယ်ဒါကြောင့်မို့လို့ ဆရာမတို့ကဒါကက်ကူလေတာနှိပ်လို့မရတော့ဘူးပေါ့နော်နှိပ်လို့မရတော့ဘာနဲ့တွက်ရမလဲဆိုလို့ရှိရင်ဒီကောင်လေးကိုခြောက်တွက်ပါမယ်ပေါ့နော်5 by 6ကိုတန်းညကိုတန်းညဆိုတာဒီ integral by 3 to 5 by 6ကိုတန်းညကို cos by ဆိုင်ပေါ့နော်ကိုတန်းကျန်ဒီ cos ပိုင်းဆိုင်အချို့ရမယ်ဆိုင်းကိုရှိရင်ဘာရလဲဆို cos ရတယ်အဲ့တော့ပိုင်းဝေးကိုပိုင်းခြေကိုရှိလိုက်လို့ပိုင်းဝေးရရင် ln modulus of ပိုင်းခြေအဲ့တော့ ln modulus of sin a limit က5 by -6 နောက်မှ by -3 lower limit တွင်းကြည့်မယ် ln modulus of sin a နေရာမှာ5 by -6 ထည့်လိုက်တယ်ပြီးသွားရင် minus lower limit တွင်းမယ် ln modulus of sin x နေရာမှာ pi over 3ထည့်လိုက်တယ်เนาะ5 pi minus 6ကဘယ်လောက်ရလဲ sin 5 pi minus 6 d 1 over 2ရပါတယ် calculator မှာထည့်နှိပ်လိုက်လဲရတယ်ဒါမှမဟုတ်ရင်အဲတည်ရဲဆိုလဲတန်းရေးလိုက်လို့ရရပါတော့ sin 3ဆိုတာ60 degree sin 60 degree 1 over uh, root 3 over 2 by sin 60อ่ะ ဲ့တော့ဒါလေးဒီလိုရမယ်အဲ့တော့ဆီယမအလန်နှစ်ခုကိုနှုတ်ထားတယ်ဆိုတော့သူ့ဒီတန်မိုးတွေကိုမလုပ်ပြရမှာလဲဆိုစားပြရမယ်အဲ့တော့အစားတော့တခါတည်းဆီယမအမြောက်ပြောင်းလိုက်တယ်ဗျောင်းမြန်လှန်ဆိုတော့2 over root 3ဖြစ်သွားပြီ2နဲ့2နဲ့ကကြည့်တော့အလန်1 over root 3ရမယ် ln 1 over root 3ရမယ်ကယ်ကူလေတာနှိပ်လိုက်ရင်ဒါကြောင့်အဖြေကိုတမ်းမပေးတာအဲ့ခါကျတော့ဒီကနေပြီးတော့ဆီယမ်မဘာတိလိုက်လဲဆိုတော့ သူပေးချက်ကပေးထားတာဒီ LMP နဲ့တူတယ်လို့ပေးထားတော့ p equal to 1 over √3 ဖြစ်သွားပြီဒါကြောင့်လိုချင်တာဒီ p square ဆိုတော့ပိုင်းဝေကိုနှစ်ထပ်တင်တော့1ပိုင်းခြေကိုနှစ်ထပ်တင်တော့3ဒါကြောင့်မို့လို့အဖြေလေးက answer က b ပါ ကဲဒါလေးတက်ကြည့်အောင်ဒါလေးက size 8တစ်ခုက size 8တစ်ခုက sequin 8 fashion နှစ်ခုကိုဘာလုပ်ထားရလဲဆိုတော့မြောက်ထားတယ်ထွက်လာတဲ့အဖြေမှာလဲအလံပါနေတော့ဒါ calculator နှိပ်လို့မရပါဘူးအဲတွက်မှာပဲအဆင်ပြေမယ်ပေါ့နော်အဲ့ဒါဆိုတော့0 over pi 0 to pi/4 sin a ဆီမှာတခါတယ် sec a ကိုချိန်ပါမယ် sec a ဒီ1 cos ပါအဲ့တော့1 cos a d a လို့ပြင်လိုက်ပါပြီဒါဆိုပိုင်းဒီ cos ကိုရှေ့ရင် minus sign ရတယ်အဲ့တော့ဆီမှာ l modulus ဆိုတော့ ပိုင်းချေရမယ်အနှုတ်လေးတော့ပါသွားမှာပေါ့နော်ပြီးရင် limit က0ဒီမှာက pin over 4လေးသွင်းပါမယ်ဒါဆိုဆရာမရဲ့အဖြေလေးကဘယ်လိုရမလဲဆိုတော့ minus ကပုံထုတ်ထားမယ် ln cos x နေရာမှာ pin over 4သွင်းမယ်ပြီးသွားရင်အလဲမှာအနှုတ် minus ln cos x နေရာမှာ0သွင်းမယ်နော် cos 0ဒီ cos 0တန်ဖိုးက1ပါအဲ့တော့ ln 1ပေါ့နော်ဒါ minus ln 1 ln 1က0ဆိုတော့မရေးတော့ဘူး cos π/4 နော် cos π/4 က45 degree အဲ့ဒီတော့ minus ln 45ဆိုတော့ root 2 over 2ပေါ့နော်အဲ့တော့ ln root 2 over 2အဲ့တော့ဆရာမရဲ့ answer လေးက minus ln a နဲ့တူတူတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ a တန်ဖိုးလေးဒီ root 2 over 2လေးဖြစ်သွားပြီနော်ဒီမှာပေးချက်ကပေးထားတာ minus ln a နဲ့တူတယ်လို့ ြောထားတဲ့အတွက်ကြောင့်ဆင်မာဒီထွက်တဲ့အဖြေလေးဒီ mine နဲ့ LN A ဖြစ်သွားတဲ့အတွက်ကြောင့် A ရဘူးနဲ့သွားတူမလဲဆိုလို့ဒူအပေါ်2နဲ့သွားတူမယ်လိုချင်တာက A square ဒါကြောင့်နှစ်ထပ်တင်လိုက်တော့အပေါ်ကပိုင်းဝေက root 2ကိုနှစ်ထပ်တင်လိုက်တော့2ချန်နဲ့ပိုင်းခြေက2ကိုနှစ်ထပ်တင်လိုက်တော့4ရတယ်နှစ်တက်လေး2နှစ်နယ်လေး4ဆိုတော့ answer လေးဒီ1 over 2ပါဒါကြောင့်အဖြေကနံပါတ် A ပါ နံပါတ်15လေးပေါ့เนาะနံပါတ်15ပုံစံလေးကကြတော့သူလဲဒီမှာကြည့်လိုက်ရင်ကယ်ကူလေတာနှိပ်မိရမှန်းသိကြတယ်ဘာလို့လဲဆိုရင် အဖြေဒီမှာဒီမှာ ln ဒီအပိုင်းကိန်းနေနေဆိုတော့အဖြေကကယ်ကူလေတာနှိပ်လို့ပြီးရင်လဲဓာတ်သမကိန်းနဲ့ပြီးမှာဆိုတော့ဘာမှလုပ်လို့မရတော့နှိပ်မနေပါဘူးအဲ့တော့တန်းပြီးတော့ပဲတွက်ပါမယ်2 3ပါ2 to the power 3 x minus 1ကို integrate လုပ်တော့2 power 3 x minus 1 divided by ln 2နဲ့ပြန် ပြန်ပြီးတော့စားပေးတယ်စားပေးပြီးတော့ 3x-1 ကိုရှိတ်လိုက်ရင်3ရရတယ်အဲ့ဒီ3နဲ့လည်းပြန်ပြီးတော့ဒီမှာရှေ့မှာ1/3နဲ့ထည့်ပြီးတော့မြောက်ပေးမယ်1အမရေတော့ဘောနော်အဲ့ဒီလိုလေးရမယ်အဲ့ဒီကောင် integrate လုပ်တာဒီတန်မိုးလေးရပါမယ်အဲ့ဒါကို limit တွင်းမယ်0ဒီမှာ1ထည့်မယ်အဲ့ဒီတော့1/3 ln2 ဒီ constant ပါအဲ့တော့သူ့ကိုဆက်မအပြင်ထုတ်ထားလိုက်ပြီး2 power 3 x ညာမှာ1ထည့်တယ် -1 ပြီး minus lower limit တွင်းတော့2 power 3 0 minus 1အဲ့ဒီလိုတွင်းမှာပါအဲ့တော့1 over 3 ln 2ကအဲ့တိုင်းပဲထားတယ်ဒီမှာ3နဲ့3တလီက3 3ရက်က1ကိုနှုတ်တော့3 minus 1ဆိုတော့အဖြေရတူးရမယ်နှစ်နဲ့ထပ်ဆိုတော့4 minus ဒါက0ဖြစ်သွားတော့2 power minus 1 2 power minus 1ဒီ negative minus 1 over 2ရမယ်နော်အဲ့တော့ဖြေကဒီမှာ2 power -1 ဆိုတော့1 over 2ရေးလိုက်ပြီအဲ့ဒီတော့1 over 3 ln 4တဲက -1 over 2ကိုနှုတ်တာဒီ7 over 2ဒါမြောက်ထားတာနော်ဒါမြောက်ထားတာမြောက်ထားတာဆိုတော့ခြေလို့မရတော့အပေါ်မှာ7 7ပဲအောက်က3နဲ့2နဲ့ကလည်းမြောက်ထားတာဆိုတော့မြောက်လို့ရတော့3၄6ဆိုတော့6 alan 2ဒါကြောင့်မဟုတ်လို့အဖြေလေးဒီ B ပါ e to the power h plus sin pi h dx အဲ့တော့ဒီမှာလဲတူတူပဲ ဆရာမတို့ကထွက်လာတဲ့အဖြေတွေကိုကြည့်ချင်းအဖြစ်ဒီ exponential ဆိုတာလဲ constant တာမျိုးဖြစ်ပြီးသား calculator ခိုင်းလိုက်ရင် calculator ဓာတ်မတွေပဲပြီးတော့မှဒါကြောင့် calculator အမကိုရောဦးတသက်စီခွဲထွက်မယ်ကိုကတော့ကိုပဲခြားထွက်မယ် e power x sin π x dx အဲ့တော့ဆရာမဒီမှာကြည့်လိုက်တော့ e power x က function တစ်ခု sin π x က function တစ်ခုအလဲမှာမြောက်တာမဟုတ်ဘူးပေါင်းထားတာဆိုတော့ tan b integrate လုပ်လို့ရတယ် e power x ကိုရိုက်တော့ e power x plus sin ကို integrate လုပ်တော့ ဆောင်းအင်ဂရီလို့ရင်မိုင်းနဲ့မိုင်းနဲ့ cos ပိုင် ace ရပါမယ်ပြီးရင်ဒီပိုင်နဲ့ပြန်ပြီးတော့စားပေးရမယ်1 over ပိုင်ပေါ့နော်1 over ပိုင်နဲ့မြှောက်တယ်ဆိုလည်းရတယ်ပြီးရင်ဒီအပေါင်းနဲ့နှုတ်နဲ့ဝင်မြှောက်လိုက်တော့နှုတ်ပြင်ထွက်သွားမှာပေါ့နော်နှုတ်လို့ပဲဆက်မှာရေးလိုက်တော့မယ်အဲ့တော့ minus 1 over ပိုင် cos ပိုင် ace limit က upper limit က1 lower limit က0 limit လေးတွေတွင်းပြီးထည့်ပါမယ် e to the power x နေရာမှာ1တွင်းနေ minus 1 over ပိုင် cos x နေရာမှာ ဝမ်းသွင်းမယ်ဆိုတော့ဝမ်းမယ်ဆိုတော့ပိုင်နဲ့မြောက်လိုက်တော့ပိုင်မဲရမယ်အဲ့တော့ဒါ upper limit သွင်းပြီးတဲ့အုပ်စုအနှုတ် lower limit သွင်းမယ် e power 0 minus 1 over pi cos pi h h တန်ပါ0သွင်းလိုက်တော့ cos 0ဖြစ်သွားပြီ cos 0တန်ဖို့ဒီဘယ်လောက်ရလဲဆိုတော့1ပါဒီ cos cos 0တန်ဖို့ဒီ1ရပါမယ်အဲ့တော့ဒီက cos pi cos pi ကကြတော့ cos 180 degree က minus 1ပါ အဲ့ဒီတော့ဆရာမတို့အဖြေလေးဘလိုလေးဆက်ရမလဲဆက်ကြည့်ရအောင်။ဣတုတဘာဝ1က e လို့ပဲဆရာမရေးလိုက်မယ်။ -1 ဒါ -1 ဆိုတော့ plus ဖြစ်သွားပြီ။1 over pi ပြီးရင်ဒီဘက်ကအနှုတ်ကဝင်လိုက်ပြီး e to the power 0သည်1ပါဒီအနှုတ်ကဝင်မြောက်တယ် plus ဒါ1ဆိုတော့1 over pi ပဲရမယ်အဲ့တော့ဆရာမရဲ့အဖြေလေးက e plus 1 over pi နဲ့1 over pi နဲ့ပေါင်းတော့2 over pi ဟိုနောက်မှာ -1 လေးရှိသေးတယ်ဒါကြောင့်အဖြေလေးဒီ d ပါ အဲ့တော့လက္ခဏာလေးတွေတတိထားပြီးတော့တွက်ပေးရမှာပါဒီပု္ပ္ပာလေးကဘာလို့လဲဆိုတော့ဒီမှာစင်တူယုံမအဖြစ်လေးတွေလည်းသူကပေးထားတာဆိုတော့ကိုကမှားပြီးတော့မရွေးရအောင်ပေါ့နော်အဲဝင်းမြောက်တာလေးတွေအဲဒီမှာဆိုရင် e power 0က1ရပြီးတော့ဒီမှာ -1 ဖြစ်သွားတယ်เนาะအဲ့ဒါကိုရောင်ပြီး0ကြီးလှုပ်လိုက်မိမှာတို့နောက်ဒီအနှုတ်ကိုဒီအနှုတ်ကဝင်မမြောက်တာတို့ခွဲစားခွဲပေးမခတ်ထားရင်လေအဲ့လိုမျိုးလေးတွေကចောင်းသားတွေမှတ်တက်တဲ့အမားလေးတွေပေါ့နော်အဲ့ဒါဆိုရင်အဖြစ်ကမှန်ထွက်လာမှာမဟုတ်တော့ဘူးเนาะအားလေးတွေတတိထားပေးပါလို့เนาะ